အစစ်မတွေအားကြောင့်ချစ်သူကစိတ်တွေစီထားတယ်လို့ပြောလာတဲ့ညီညီမောင်စန်းကြောင့်ရန်ကုန်စင်လီနျူပရိသတ်များအလုံးမဲမင်္ဂလာပါရှင်ပရိသတ်များရှင့်ညီညီမောင်စန်းကြောင့်ကတော့မြမမိတ်ကပ်အာတစ်လောကရဲ့နာမည်ကြီးအမှုပညာရှင်တဦးပါမိတ်ကပ်အာတစ်လောကမှာညီညီမောင်စန်းကြောင့်ဆိုတာမသိသူမရှိလောက်ပါဘူးအမှုပညာအလုပ်တွေကိုလည်းလုပ်ကိုင်နေတာဖြစ်ပါတယ်သူကအထက်အာပြင်းတော့ရုပ်ရှင်မင်းသမီးကြီးတွေကိုမိတ်ကပ်လိမ်ပေးရတဲ့သူတစ်ယောက်ဖြစ်ပါတယ်အထူးသဖြင့်ညီညီမောင်စန်းကြောင့်အထက်ထားပြီးလိမ်ပေးခဲ့တဲ့မင်းသမီးတဦးကတော့နန္နာလိုင်းဖြစ်ပါတယ် ယ်။ညီညီမောင်စန်းချောင်းကလန်နာလိုင်းအမှုပညာလောကတွေကိုစတင်ဝင်ရောက်တဲ့အချိန်ကလေးကစပြီးလန်နာလိုင်းရဲ့အလားတရားတွေအတွက်ပုံဖော်ဖန်တီးခဲ့တဲ့သူပါ။ဒါကြောင့်သူ့ရဲ့အမှုပညာအလုပ်တွေရောမိတ်ကပ်အတဲ့လောကတွေကိုရောစတင်ပြီးတော့မှလမ်းကြောင်းချပေးခဲ့တဲ့သူကလန်နာလိုင်းဖြစ်တယ်။လန်နာလိုင်းကအမြဲတမ်းသူ့ရဲ့ယေရှုရှင်ပါပဲဆိုပြီးညီညီမောင်ကတစ်ချိန်လုံးတဖွာဖွာပြောခဲ့တာပါ။လက်ရှိအချိန်မှာတော့မြမရုပ်ရှင်လောကမှာယောက်ျားမိန်းမအစ်စ်တွေခွဲခြားနေတာမျိုးမရှိဘဲနဲ့အရေးချင်းရှိတဲ့သူတိုင်းအမှုပညာရေးချင်းရှိတဲ့သူတိုင်းကအမှုပညာလုပ်ကိုလုပ်ခွင့် င်ရနေတာဖြစ်ပါတယ်။ဒါကြောင့်ညီညီမောင်စန်းကျောင်းတို့လို makeup artist သမားတွေကလည်းအမှုပညာအလုပ်တွေကိုလုပ်ကိုင်လာကြပါတယ်။ရုပ်ရှင်ဇာတ်ကားကြီးတွေမှာရှိုက်ကူးခဲ့ကြပါတယ်။အထူးသဖြင့်ဟာတာဆန်တဲ့ကားလေးတွေနဲ့မိမရှာဆန်တဲ့ကားတွေမှာဆိုရင်ညီညီမောင်စန်းကျောင်းနဲ့အတူတခြားသော makeup artist တွေကိုတွေ့နိုင်တာဖြစ်ပါတယ်။နောက်ပြီးတော့လက်ရှိချိန်မှာရိုက်ကူးနေတဲ့ဟာတာကားတွေမှာဆိုရင်လည်းတွေ့နိုင်ပါတယ်။နောက်ပြီးညီညီမောင်စန်းကျောင်းမှာဆိုရင်လက်ရှိအချိန်မှာရုပ်ရှင်ဇာတ်ကားကြီးတွေတကားပြီးတကားရိုက်ကူးခွင့်ရရှိနေတဲ့လို့ပွဲတဲ့အခမ်းအနားတွေမှာလည်းပါဝင်ခွင့် င်ရရှိခဲ့တာပါအမှုပညာလောကနယ်ပယ်မှာအတိမိတ်ဆွေများပြားလုံးပြီးတော့အတွေ့အကြုံတွေရှိနေတဲ့ညီညီမောင်စန်းချောင်းကလက်ရှိအချိန်မှာဆိုရင်လေမစ္စတာမြန်မာပြိုင်ပွဲကြီးအတွက်ဒိုင်တယောက်အနေနဲ့ပါဝင်ခဲ့တာဖြစ်ပါတယ်အဲ့လိုဒိုင်တယောက်အနေနဲ့ပါဝင်ခဲ့တဲ့ညီညီမောင်စန်းချောင်းကလက်မှာစိန်လက်စွပ်ကတဖြက်ဖြက်တောက်ပနေလို့မေးမြန်းတဲ့အခါမှာတော့သူကသူ့ရဲ့လက်စွပ်ကသူ့ရဲ့ချစ်သူကမွေးနေ့မှတ်တရဖြစ်ဆင်ပေးထားကြောင်းပြောပြလာခဲ့ပါတယ်အားလုံးကလည်းအံ့ဩသွင်းသွားခဲ့ရပါတယ်ညီညီမောင်စန်းချောင်းကသူ့ရဲ့ချစ်သူကသူ့ကိုလေးစားတန်ဖိုးထားတယ်တွဲလာတဲ့ခွန နှစ်နှစ်ကျော်လုံးမှသူကိုဆိုရင်စိန်လက်စွပ်တွေစိန်ငွေတွေတစ်ခုပြီးတစ်ခုလောက်ပြီးတယ်။မွေးနေ့လက်ဆောင်မတရားဖြစ်သူ့မှာတက်နိုင်တဲ့ငွေကြီးလေးတွေစုဆောင်းပြီးတော့အခုလိုမျိုးတန်ပိုးကြီးတဲ့ပစ္စည်းတွေကိုလောက်ပေးပါတယ်။ငွေကြီးရတန်ပိုးမဖြတ်နိုင်ပါဘူးလို့ပြောပြလာခဲ့ပါတယ်။ဒီလက်စွပ်ကလေးတွေကတကယ့်ကိုတန်ပိုးကြီးစိန်ရတီတွေထက်ပိုပြီးတော့မှကိုတန်ပိုးကြီးမှလွန်ပါတယ်။ချစ်သူရဲ့လေးစားခြင်းခံရတာကိုလည်းသဘောကျသလိုအမှုပညာလုပ်တွေနဲ့ပတ်သက်ပြီးတော့လေသူ့အနေနဲ့ခွင့်ပြုချက်တောင်းနေစရာမလိုပါဘူး။ခွင့်ပြုပေးပါတယ်။နောက်ပြီးသူ့ရဲ့ဘေးနားမှာအမြဲတမ်းရှိနေပေးပြီး supporting ်းပေးတယ်အချစ်လည်းအချစ်ခံနေရပါတယ်ဆိုပြီးပြောပြလာခဲ့ပါတယ်ညီညီမောင်စန်းချောင်းရဲ့စကားတွေကိုကြားပြီးအစ်မတွေတောင်ဆွေဆွေခုန်ကုန်တာပါညီညီမောင်စန်းချောင်းကမိမရှာတအူးဖြစ်တယ်ဆိုပြီးမြချစ်သူတတ်တန်း9နှစ်ကြောင့် relationship ကတည်မြဲနေကြတာဖြစ်ပြီးသူရဲ့ချစ်သူကောင်လေးကသူ့ထက်အသက်15နှစ်กว่าတဲ့ပြင်သူ့ဘဝမှာတန်ဖိုးထားနေစားတယ်အခုလိုမျိုးဂယုတဆိုင်နဲ့တန်ဖိုးကြီးဆင်ရှင်ယတနာတွေကိုအမြဲတမ်းဆင်ပေးလို့ဂျေဆုတင်တယ်လို့ပြောလဲပြောရပါတယ်လို့ပြောပြလာခဲ့ပါတယ် ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောအစင်းမရင်းအားကြောင့်ချစ်သူကစိန်ရင်းစီပေးထားတဲ့ညီညီမောင်စန်းချောင်းကိုအားကြမိလားဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါဦးအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးများတင်ပါတယ်ရှင်